ထူးခြားတဲ့အရာသားကြောင့်ကပတ်အလယ်မှာမျက်နှာတင်ခဲ့တဲ့ထိုင်းနိုင်ငံထောင်ဆက်တိုရိုက်ဝိုင်ထူးခြားတဲ့စမ်းသစ်ထီထွင်ဖန်တီးမှုတွေအရာသားတွေကြောင့်ထိုင်းနိုင်ငံထောက်စမ်းဖြစ်ပြုလုပ်ထားတဲ့ရိုးရဝိုင်တမျိုးဖြစ်တဲ့ဆက်တိုဝိုင်ဟာဩစတြေးလျမှာရှိတဲ့ပရိတ်သတ်အများပြားကို ဖန်ဆာဆွဲဆောင်နိုင်ခဲ့ကြောင်း The Nation Thailand သတင်းမှရေးသားထားပါတယ်စပ်တိုဝိုင်ဟာဩစတြေးလျမြို့တော်ဗီယက်နမ်မှာရှိတဲ့ဗီယက်နီပါကင်မရာစတောရန့်အတွင်းကိုလာရောက်တဲ့ Everything အများပြားရဲ့အထူးအယောင်ဆိုင်မှုကိုရရှိခဲ့တာဖြစ်ပါတယ်။ဆန့်ဖြစ်ပြုလုပ်ထားတဲ့ရိုးရဝိုင်းတစ်မျိုးဖြစ်တဲ့ Septo Wine အရသာကိုဩစတေးလျရှိစားသောက်ဝေဖန်သူတွေကထူးထူးခြားခြား Septo Wine အရသာကိုချီးမွမ်းကထိုင်းနိုင်ငံရင်ကျင်းမှုရိုးရအမွေနှင့် ရေးပါမှုတွေကိုလည်းချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။ Septo Wine ကိုထိုင်းနိုင်ငံ Soft Power အဖြစ်အရှိန်ဟုန်မြှင့်တင်နိုင်မှုအတွင်း Australian နဲ့ Poland ရှိကုန်သွယ်ရေးအဖွဲ့အစည်းတွေက ထိုင်းကုန်သွယ်ရေးကော်မရှင်ကိုတိုက်တွန်းပြောကြားထားပါတယ်။စက်တိုဝိုင်းဟာထိုင်းနိုင်ငံအရှေ့မြောက်ဘက်တမ်ကူလာရမ်ဟိုင်းဒေတာက ထွက်ရှိတာဖြစ်ပြီးထမင်းနဲ့ချက်ပြီးထူးခြားတဲ့ရသာရှိစေဖို့အတွက်ထိုင်းရိုးရအချင်းဖောက်တဲ့နီးစနစ်ကိုအသုံးပြုထားတယ်လို့ဝိုင်းဖန်သီးသူပိုင်ရှင်ဖြစ်သူကပြောကြားထားပါတယ်။မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်